ဟယ်လိုအားလုံးပဲမင်္ဂလာပါယုတ်ကြီး vlog ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရယ်ကျွန်တော်အခုကလောဘူတာကိုရောက်နေတာဖြစ်ပါတယ်ကျွန်တော်တို့တွေ Hito Villa Hotel မှာ breakfast စားပြီးတာနဲ့ hotel ကနေဆင်းလာကြတာကလောဘူတာကိုအရင်ရောက်ကြပါတယ်ကလောညို့ကြီးဟာပင်လယ်မျက်နှာပြင်အထက်4298ပီရှိပါတယ်ကလောဘူတာရောက်တယ်ဆိုတော့ကျွန်တော်တို့တွေ social media မှာမြင်နေရတဲ့အတိုင်းဘူတာရောက်ပြီဆိုတော့လည်းတပ်ပုံလေးတွေရိုက်ကြပါတယ် အခုဒီနေ့ကတော့ကျွန်တော်တို့တွေစနေနေ့ပါ ရုံးပေးရအကြောင်းပေးရဖြစ်တာမို့လို့ကလောဘူတာမှာတော့ကလောကိုလည်းပတ်လာတဲ့လူတွေနဲ့တော့အခုပြည့်နေတာပါဗောနော်အဲ့တော့ကျွန်တော်တို့တွေတပ်ပုံရိုက်တယ်ပူတာကိုနည်းနည်းပါးပါးလိုက်လေးလာတယ်ဒါဒီဥဒုအေးလေးနဲ့ပင်လေးမျက်နှာပြင်၄000ကျော်အထက်မှာရှိနေတဲ့ကလောဘူတာလေးမှာကျွန်တော်တို့တစ်ချက်အေးစစ်ခဏအနားယူကြပါတယ် ကောင်းကင်ကြီးဟာကြည်တောက်ရှင်းနေပြီးတော့နေကလည်းအခုဗီဒီယိုမှာမြင်ရသလိုမျိုးပဲအရင်ကြီးတာယာနေပေမဲ့လည်းကျွန်တော်တို့တွေပူတယ်ဆိုတဲ့ခံစားချက်ကိုတော့မခံစားခဲ့ရပါဘူးအလိုကကတော့ကလောပူတာကိုရောင်းနေတာဖြစ်ပါတယ်ဘူကာဘယ်နှယူရလဲကိုစတာနားတော့9နာရီ15မိနစ်ပါဒါတော့ကျွန်တော်တို့ကလောပူတာပါအားပဲပြောပြောပွင့်လင်းရစီဆိုတော့ အီးသွားနေနေတော့ပြည့်နေတာပေါ့နော်ခလောကတော့ထုံးစံပါပဲရှုခင်းတွေကတော့လာနေတော့မယ်နေပူမာရက်နေရင်တော့လည်းတိတ်ပြီးတော့မအေးဘူးနေရည်လေးမှနေရင်တော့လည်းဒီအေးလေးနဲ့တော့ရှိရပါတော့ကောကောမိုင်းကင်မရာမန်ပါလာပါပဲဆီ ได้ไปมนะแต่ว่ายินดีเลยโดได้ทานไม่ได้9နိုင်နဲ့မနစ်20လောက်မှာကျွန်တော်တို့တွေကလောပူတာကနေထွက်လာတယ်အခုကျွန်တော်တို့ကပြိုက်တောင်ဘက်ကိုခရီးဆက်ကြမှာဖြစ်ပါတယ်ကလောပူတာကနေထွက်လာပြီးတော့မှနိုင်စင်ရောက်တော့ဒုံစံတိုင်းနိုင်စင်နဲ့လည်းကျွန်တော်တို့တွေတပ်ပုံဆင်းရိုက်ကြပါတယ် ကလောနိုင်စင်သားမှာမောမြေဦးဥယင်ချန်လေးလည်းရှိနေပြီးတော့မှကျွန်တော်တို့ပြိုးပင်လေးတွေကိုလှလှလေးတို့စီပြီးတော့စိုက်ထားတာလေးကိုလည်းကျွန်တော်တို့တွေ့ခဲ့ရပါတယ်။ ဆောင်းဆောင်းပြန်ဒီဆိုင်ဘုတ်လေးကတော့ကျွန်တော်တို့ကလောမှာရှိတဲ့အထင်ကရနေရာလေးတွေကို ပြထားပေးတဲ့ဆိုင်ဘုတ်လေးပါ။နိုင်စင်နားမှာ15မိနစ်လောက်ကျွန်တော်တို့ဓာတ်ပုံရိုက်တယ်၊ရှူကင်းလေးတွေကြည့်ပြီးတော့ဗျိုက်တောင်ဘက်ကိုခရီးဆက်ကြပါရစေ။နော်။ရောလို့ပြန်ရမယ်။ဗျိုက်တောင်။ဗျိုက်တောင်ဘက်ကိုရောက်နေတာပါ။ဒီနေရာတော့ တောက်ရှိဒီလိုတောက်ရှိကလောမျိုးတွေကနေပြီးတော့မှဗျိုက်တောင်ထီကို ရောက်ဖို့ကို ကျွန်တော်တို့ဒီနိုင်ဝက်လောက်ကားစီလိုက်ရပါတယ်။လူတွေအလဲအပတ်လာကြတာများတော့ကျွန်တော်တို့ဒီဗျိုက်တောင်နေရာမှာလဲအာစားတောက်ဆိုင်လေးတွေမုတ်ဆိုင်လေးတွေအများကြီးရှိနေတာဗောနော်။ကဲအဲ့တော့ထုံးစံတိုင်းဓပုံလေးရိုက်ကြပါမယ်။ ở đây đâu mình thèm thèm nào vì giờ cái này dài nữa cái đầu trăng này là phía bãi နကဟိုက်ကီးဝဲကေရမ်ပြိုင်တောင်တောင်ခြေကနေပြီးတော့မှတောင်ထိပ်ထိရောက်အောင်တော့ကျွန်တော်5မိနစ်လောက်တော့ဇက်တိုက်တက်လိုက်ရပါတယ်အလိုအလုံးပဲအခုတိုင်တောင်ထိပ်ကိုရောက်နေတာဖြစ်ပါတယ် အောင်ပါပါเนาะလူတွေကဆယ်မိနစ်တော့ပြေးတက်လာပါတယ်လို့ဒါတော့ background ထိတ်ကနေပြီးတော့မှာအပေါ်မှာမြင်ရသေးတဲ့ငွင်းတွေပါကဲပြန်ဆင်းလိုက်ပါအောင်မယ် peace share ya yeah. အခုဗီဒီယိုမှာပြထားတဲ့ပန်းချံထဲမှာဓာတ်ပုံဝင်ရိုက်ခြင်းတယ်ဆိုရင်တော့ဝင်းကြီးတယောက်2000ပေးရပါတယ်တိုင်းတောင်မှာနိုင်ဝက်လောက်အနားယူကြပြီးတော့ကျွန်တော်တို့တွေအင်းလေးဘက်ကိုခရီးဆက်ကြပါမယ်။ အင်းလေးသွားတဲ့လမ်းပေါ်မှာရှိတဲ့ဘဝတန်တရာသဒ္ဓါမှာလည်းကျွန်တော်တို့တွေတပ်ပုံဆင်းရိုက်ခဲ့ကြပါသေးတယ်။အခုဒီဗီဒီယိုပြီးရင်တော့နောက်လာမယ့်ဗီဒီယိုမှာကျွန်တော်တို့တွေအင်းလေးမှာဖြေးစီးပြီးတော့မှဖောင်တော်ဦးဖရာသွားဖူးတဲ့ဗီဒီယိုလေးကိုကျွန်တော်စတင်ပေးမှာဖြစ်ပါတယ်။နောက်တင်မယ့်ဗီဒီယိုလေးတွေကိုလည်းအချိန်နဲ့တပြေးညီကြည့်လို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးတော့ supporting ပေးသွားလို့ရပါတယ်ဗျ။ကျွန်တော်ကြုတ်ကြီးပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။ peace အင်းအောင်စင်လိုက်လေရပါစင်လိုက်အဲအဲ